စင်ဆက်ပဲပြစင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့ဒါမြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြရအောင်နံပါတ်၁စဉ်းစားရမှာတော့စရဓမ္မောမိစရံအနတ္တိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုယ့်ကိုယ်ကိုရှင်းញင်ရမှာ ငါမှာဥချင်းတဘာဝရှိနေတယ်ငါဥရမယ်ဥတတ်တဲ့သဘောငါမှာရှိနေတယ်ဒါကိုဆင်ញင်သောတာမှာငါတနေ့ပြီးတနေ့သာဟာနုပြူလာမှာမဟုတ်ဘူးတနေ့ပြီးတနေ့ဥမင်းသွားမှာဖြစ်တယ်ဆရာဆရာရှင်းကျက်သွားတာပြောတာဝေယောဟာနိအွေရီကြသွားတာအွေရီကြတာမျက်စိလည်း ရောလာတယ်နားလည်းရောလာတယ်အင်းအားလေးလည်းရောလာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောစားလူတွေနှစ်တက်ကိုရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုန်းကအင်းအားလေးဒီနေ့မှမရှိတော့ရောသွားပြီလို့ဆိုလို့တီဂရီတွေစွမ်းရည်တွေတတ္တိတွေအသက်ရနေမြရောကြလာတယ်တော့ငယ်တုန်းအချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ ။ဖာနဲ့ဥပမာတူတော့ဆိုရင်ပန်းကွက်နေတဲ့ပွဲဟာအဖူးလေးကစလာတယ်။အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်။ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာစိတ္တခဏမြလန်းဆန်းနေအောင်မှာလန်းဆန်းပြီးအဲ့ဒီကြောင့်လွမ်းသွားတယ်။လွမ်းတာကဒါကနေတော့ကျွေးကိုပဲရှိရတယ်။ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး။ ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဖူးပွင့်နွမ်းကြွေဒါပန်းတဘာဝအဲ့တော့လည်းပဲကာရုလည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါရင်းလာတယ်ရင်းလာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကြွေပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှ ခုံပြန်ကြော်လွှားလို့မရဘူးဒါကြောင့်ဘုရားကိုဆင်ញင်သုံးသက်ပါစရဓမ္မောရှင်းရောဥမင်းញင်သဘောရှိနေတယ်ငါမှဒီတဘာဝကြီးဟာငါကြော်လွှားလို့မရဘူးစရံအနတ္တိတောဒီတဘာဝကြီးကိုငါကြော်လွှားခြင်းလို့မရဘူးဒီလမ်းကြောင်းကြီးတိုင်ပဲငါဟောနေမှာပဲလို့ဒါကိုဆက်စပ်ပြန်ဆင်ញင်သုံးသက်ပေးပါ ဒီလိုစင်ချင်းသုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့စင်ချင်းသုံးသက်လို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြည့်စရာကြီးလို့တွေးကောင်းတွေးလိမ့်မယ်စိတ်ပြည့်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်စင်ချင်းသုံးသက်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တယ်ဥစ္စာမြတ်စွာဘုရားဟောတာလူတွေမှာနေရတဲ့ပုဂ္ဂိုလ်တွေမှာနုပြမှုစွာရှိတယ် အဲ့ဒီနုပြုမှုကျမ်းမာတဲ့တန်ဆွမ်းနေဆိုပြီးတော့နုပြုမှုပိုကျမ်းမာအောင်ပို့ပြီးတော့တန်ဆွမ်းအောင်ဆိုအော်နုပြုမှုလေးရှိနေတဲ့အချိန်မှာပေါနိုင်နေလာနိုင်နေစားနိုင်နေဆိုတဲ့အနေထားလေးပေါ်မှာตาရမှုဖြစ်ပြီးတဲ့ရှင်မှုမှုတွေဖြစ်လာတယ်ရှင်မှုလားတရရှင်မှုတွေဆိုတာ စသကြည့်မယ်ဆိုရင်ရှင်မူးတယ်ဆိုတော့ပြောတာတော့ကိုကိုကိုအင်အားကောင်းလောင်လုတ်တယ်လေးချင်နေဟောလေးချင်နေခုခေတ်ဆိုရင်တော့ဂျင်းကစားတယ်ပေါ့နော်အမျိုးကြီးလုတ်တာပေါ့ကျသားတွေကောင်းလောင်မားလောင်ဆိုပြီးတော့လူတွေမှာအသက်ရငယ်သေးတဲ့အခါမှာ ကိုယ်ခန္ဓာကိုယ်လှအောင်ပအောင်တိုးတက်အောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေချကြတယ်မျိုးစုံကြိုးစားကြတယ်အကျိုးသက်မှုရဲ့ရည်ရွယ်ချက်ကဘာလဲကိုယ့်ကိုယ်ဆင်ញင်သုံးတာကဘာလို့တာတွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာအောင်မြင်ကြချင်းနဲ့ဆိုရည်ရွယ်ချက်တွေနဲ့လောက်ကြတယ်သို့တော့အဲ့ဒီရည်ရွယ်ချက်တွေဟာ နောက်ဆုံးမှရလာလို့ဆိုမရအဲ့ဒီရည်ရွယ်ချက်တွေကိုပါပြောတော့ဆိုချုပ်ပနမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြူနေတဲ့အချိန်လေးပေါ်မှာနုပြူခြင်းနဲ့ရှင်မူမှုနဲ့ခန္ဓာကိုယ်အတွက်ကြိုးစားအထုတ်တယ်အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဗာဒီလုံးမိတတ်တော့ဆိုရင် မဟုတ်တာတွေလုံမိတတ်တယ်မကောင်းဘူးအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာตายမှုဆိုတာမကောင်းဘူးအကုသိုလ်တစ်ခုပဲလေကိုယ်ကိုတွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းဘူးအကုသိုလ်တွေပဲအဲ့တော့ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုရဲအလုပ်တွေကိုလုံမိထက်သွားတယ်တဲ့ အခုလိုဆင်ញင်သုံးသက်ခြင်းအဖြစ်အယူရပေါ်မှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလာခြင်းပါခြင်းနဲ့ဆိုရဲရင်မူတဲ့အမူယူဖြစ်နေတဲ့အခြေအနေတစ်ခုရှော့ချနိုင်သွားတယ်သို့မဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဒီလိုစဉ်းစားလို့ရှိရင် အရင်နုပြတဲ့ပုံမှာရင်မူးမနေတော့ဘူးတဲ့ရင်မူးမနေတဘူးဆိုတော့ဂျင်နတ်မနေဘူးဘုသင်လုံးထိုက်တာတွေလုံးမယ်ဒါတွေပုံမှာဂျင်နတ်မနေဘူးဒါတွေလုံးဒီလိုအရင်နုပြပုံပေါ်မှာဂျင်နတ်အားရမှုဟာလည်းပဲအဟုသူတမျိုးဖြစ်လို့ဒီပုံမှာရင်မူးမနေတော့ပဲနဲ့ကိုလုံးသင်လုံးထိုက်တာတွေကိုလုံးတယ်ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့ဆိုတာ ငါဒါလေးကတခဏပဲမကြခင်ဥချင်းတရားနဲ့ရင်ဆိုင်ရမယ်မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလုပ်ရမလဲဆိုစဉ်းစားမှုပေါ့နော်အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်တဲ့သို့မဟုတ်လျှော့ချနိုင်တယ်ဒါများသောဗျာအကျိုးတရားအဲ့တော့ငါလည်းတနေ့ကျတော့ဦးရောင်းမှဦးရင်းတော်ကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါအနည်းဆုံးစဉ်းစားပါ ဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကိုလူပြုံမှုပေါ်မှာရင့်မှုနေတာမျိုးကြီးပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်တာပဲဒါပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ဒုရယာသာဝရကျမ်းမနေကြတာမဟုတ်ဘူးအခုပဲကြည့်မမျောမမျောလည်းပဲနဲ့ယောဂဖြစ် နှခေါင်းကအနမ်းပြောင်းလို့ပြောင်းယောဂါတွေရောက်လာတယ်ကျာတိဓမ္မောမိပြာဒိအနတိတောစဉ်းစားရမှာငါခန္ဓာကိုယ်ကြီးဟာကြီးတာငယ်တာမဟုတ်ဘူးယောဂါဆိုတာအချိန်မီဆွဲကပ်လန့်နိုင်တဲ့သဘောရှိတယ် အဲ့ဒီအချိန်မရွေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လို့မသွားနိုင်ဘူးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လို့မှမဖြစ်ကြော်ဖြတ်လို့မှမရဘူးအဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုယ့်ကိုယ်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်လို့ဆိုဒုရယာကျမ်းမှနေလို့ရှိရင်အာရုံချမထလို့ခေါ်တယ် ငါချမ်းမာတယ်ငါဘာမှမဖြစ်ဘူးဟောဆိုတဲ့ချမ်းမာမှုဆိုတဲ့ရှင်မှုမှုလေးတွေဖြစ်တယ်ငါချမ်းမာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲဘာလို့လို့ဆိုမချမ်းမာမှုကဖြစ်နိုင်တာ哦အဲ့ဒီဖြစ်နိုင်တာကိုမျက်ကွယ်ပြုပြီးတော့ကိုယ်ကိုချမ်းမာတယ်လို့အထင်ရောက်နေမှုဟာရှင်မှုခြင်းတစ်ခုပဲရှင်မှုတယ်ဆိုကြရအမှန်မသိတော့ဘူးအဲ့ချိန်မှာ နော်အယက်သီစာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာအမှန်မသိတယ်လို့ပဲဒီအတွေးလေးတွေးလိုက်တာနဲ့ငါကျမ်းမာတယ်ဆိုတဲ့အတွေးလေးတွေးလိုက်တာနဲ့ရှင်မူခြင်းဆိုဖြစ်လာအဲ့ဒီရှင်မူလာလို့ရှင်မကောင်းမှုအမှုတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအလွယ်တကူလှုပ်တတ်တယ်တဲ့လှုပ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒါကိုဆင်းရဲစဉ်းစားပေးပါကျမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာ ငါဘဝဟာမကြမ်းမှမှုနဲ့မကြမ်းမှမှုဆိုတဲ့တဘာဝတွေငါမှာရှိနေတယ်။ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူး။ဆိုတာလေးကိုစဉ်းစားပေးခြင်းအပြင်ရှင်မဒမထလို့ဒီအာရောကျမထလို့ခေါ်တယ်။ကျမ်းမာတယ်ဆိုတဲ့ရင်မူးမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်တုံ့မဟုတ်လျှော့ချနိုင်တယ်။ ကိုယ့်ရဲ့ဆန်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အ ਨੇ ဆုံးတော့ရောချာသွားမယ်ဆင်ခြင်မှာများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မှုမှုတွေလုံးဝပျောက်သွားအောင်ဆန်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရားနောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနတ္တိတောလူတိုင်းလူတိုင်းဟာအချိန်မီးသေးနိုင်တာပဲ ို့တော့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့အဖြစ်ကိုသက်ရှိမယ်လို့ပဲထင်ကြအဲ့လိုထင်ရင်ကနေပြီးတော့တော့ရတယ်အများကြီးပဲအိမ်ပြင်ထွက်လိုက်တဲ့နဲ့အစီရင်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာလေဟုတ်အချိန်ကြီးသစ္ဆုံးညင်းနဲ့ရင်ဆိုင်ရမှဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာ သိဆုံးတတ်တဲ့သဘောရှိနေတယ်။အချိန်ရေးသိနိုင်တယ်။သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့။ဉာဏ်ရစဉ်းစားပေးပါ။အဲ့လိုစဉ်းစားပေးလို့ရှင်ဘယ်လိုအချိုးကျေးဇူးတွေရနိုင်သလဲဆိုတာ။လူတွေပါမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်။ နော်အသက်ပေါ်မှာရေမူးတယ်လို့ပြောတာမသေးဘူးလို့ထင်းနေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်းနေသည့်အတွက်ကြောင့်သူကမိမိလျော့လျော့နေထလာတယ်ပြောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လှုပ်တဲ့လှုပ်ထိုင်တာတွေမလှုပ်ဖဲနဲ့ဒီပေါ်မှာရေမူးလာအဲ့လို ရှင်မူလာတဲ့ဇီဝိတပရရှိလာရင်အကုသိုလ်တွေလုတ်တက်လို့ငါဟာအချိန်မျိုးတည်နိုင်တယ်တည်ခြင်းတရားကိုငါမကြော်လွန်နိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မတည်ဘူးဆိုတော့ရှင်မူမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတဲ့ရှင်မူမှုတွေရောကြသွားရောကြသွားရမြတ်မကနောက်ဆုံးမှာ ခွင်းချက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမိုးကအဲ့ဒါလောက်ရှိတယ်ဒီလိုပြောတာနော်ဒါလည်းတွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ပါကိုကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါလေပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စေ မပိဟိမေပိယဟိမနာပိဟိနန္ဒဘဝံငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတဲ့မဲ့အလုံးဟာမြတ်လို့ရဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ကိုတမိုးထားတဲ့ပစ္စည်းတွေကိုယရဏ ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မြတ်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့ဩငါတမိုးမြတ်လို့ထားတမိုးထားပြီးတော့မြတ်လို့တဲ့တရှိပုဂ္ဂိုလ်တွေနဲ့သုံးမငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားပါတဲ့ မစင်းစားဘဲနဲ့ယုတ်ရက်ခွဲသွားတာလေမစင်းစားကြတော့မစင်းစားဘဲနဲ့ခွဲသွားတာလေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စင်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိလဲမပြတ်စင်ရင်စင်းစားရင်ဘလို့အကျိုးရှိတော့ဆိုသရဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်ပုဂ္ဂိုလ်မျက်နှိုးခင်မင်းလဲ တွေ့တာမှုကကြီးထွားလာပစ္စည်းကိုမြန်လို့လို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာအဓိကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေစက်တိုက်ဖြစ်လာနိုင်တယ်အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့် အကုသိုလ်တွေလည်းရော့ချသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့။ဆင်ញင်သုံးသပ်ပေးရမယ်။နောက်ဆုံးငန်းနံပါတ်ချက်ကတော့ဘာလို့ဆိုလဲ။ကမ္မတကောမိကမ္မထာထောငါလုထာဟာငါနဲ့ပဲသက်ဆိုင်တယ် कंदी पैसा ही नहीं पैसा ही नहीं सो रेस्पॉन्सिबल चिटा उपयोग कुल लोग ठहर रही मतलब यहाँ कौन अलग ले कुने वैसे गाया मावे मगाऊँ ना अलग ले गाया माव ना अलग लो ना अलग သက်ဆိုင်ယုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မထာရတော်သူကထုတ်လုပ်တာလေငါရမယ်ငါအမွေခံရလိမ့်မယ်မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်ဆက်စပ်အကျိုးတရားမှုကငါရှိပါရဲ့ငါရှိပဲလာလိမ့်မယ်ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကောင်းကျိုးဆုဖြစ်စွာလာမယ် အဲ့ဒါတွေကငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေရမယ်ကမ္မယောနိငါလှုပ်ထတာဟာငါအတွက်ကောင်းကျိုးဆိုးကျိုးအတွက်အကြောင်းတစ်ခုပဲကမ္မပန္တုငါအတွက်အကူစရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လည်းကိုလှုပ်တဲ့ကံတွေဒါလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့မရဘူးလို့ဆိုလို့ ကိုလုထားတဲ့ကံလည်းမတော်ကျင်လို့မရအောင်ကိုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုလုထားတဲ့ကံကကိုဆွေမျိုးဖြစ်သွားပြီကိုဆွေမျိုးဖြစ်ရင်ဒါကိုနဲ့ပတ်သက်သွားပြီကမ္မပဋိသရဏောငါရဲ့ယတ္တိဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယတ္တိရမယ်ကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယတ္တိရမယ်ဆိုပြီးတော့ ရှံကမံဂရိတမိကလေနာဝပပကံဝတတကမတတာတာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံလို့မကောင်းတာလုံလို့ကောင်းမွေဆိုးမွေကိုငါပဲရမှာဖြစ်တယ်တောင်းပပြစဉ်းစားပါတဲ့မပြစဉ်းစားပါအဲ့တော့ဘာဖြစ်လို့ဒီလိုမပြစဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲလို့ဆို တတော်ဝါးတွေမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်ကုသိုလ်နဲ့အကုသိုလ်ဒုစရိုက်နဲ့သူစရိုက်ဘယ်ဟာကလုံးတာကများနေတုံးဆိုရင်ဒုစရိုက်ကများတယ်မဟုတ်တာလုံးတာကများနေတယ်သူစရိုက်ကနဲတယ်ဟုတ်တာလုံးတာကနဲနေတယ်အဲ့တော့အခုလိုဆင်းရဲသုံးသက်ပေးခြင်းအပြင် bảo là mà lâu chết đâu bảo rồi lưu đấy à con chạy đi mà con làm gì ăn gì mà tao bảo là ăn gì mà mà xe gì không và tụi mà bảo hòa su mà chơi gì không có bác cai ở cái gì nữa tụi mà thi chơi gì không à mà con làm gì mà tụi mà chạy mà chạy được xong rồi lưu giá là rồi sao mía ủ ai မကောင်းတာတွေကိုမလုံဖြစ်ဖို့အတွက်ဒါကိုဆင်ញင်သုံးသပ်ပေးရမယ်ကံဒီတာလဲငါဘဝကံဒီတာလဲငါဆွေမျိုးဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆွေမျိုးဆိုလို့ရှိရင်ကိုယ်ရှိသည့်ရှိပဲဖြစ်ခြင်းနဲ့သိုးရတဲ့ဆွေမျိုးမျိုးမရဘူးမရခြင်းဘူးဘယ်သူမှဒါကြောင့်မလို့ သူစရိုက်တွေကိုရှောင်ပြီးတော့သူစရိုက်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်ဓာတ်တွေရှောင်ပြီးကောင်းတဲ့စိတ်ဓာတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရဒါနဲ့တဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ခြင်သုံးသက်ပေမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ခြင်သုံးသက်မှုမရှိလို့ရှိရင်အကောင်းဆုံးမခွဲခြားဘဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းမျိုးခံရပြီဆိုတဲ့အခါကျတော့မှ လူရဲ့တဘာဝအမလေးတကြရတယ်ပေါ့နော်တို့ကရောက်ပြီဆိုမှမခံနိုင်ဖြစ်လာကြတယ်အဲ့လိုမဖြစ်အောင်ဒါကိုစဉ်းစားသုံးသပ်ပေးပါအားလုံးပေါ်လိုက်တော့အချက်၅ချက်နော်ချက်၅ချက်အိုရမယ်တဘာဝရှိတယ်အိုခြင်းတရားကမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမမဖြစ်ရမယ့်သဘောဝရှိတယ်မကြမ်းမမဖြစ်တဲ့အနေထားကမကြောလွန်နိုင်ဘူး သိဆုံးနိုင်တဲ့အချိန်မြေးသိဆုံးနိုင်တဲ့သဘောရှိတယ်သိဆုံးခြင်းတဘာဝကိုငါမလိုမျိုးနိုင်ဘူးငါချစ်ခင်မြတ်တို့ရဲ့အရာတွေနဲ့တနေ့ခွဲသွားရမယ်ထာဝရတွဲရမှာမဟုတ်ဘူးငါလုံးမြတ်ကောင်းလို့ကောင်းတာလုံးလို့မကောင်းတာလုံးလို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်ဩဒီချက်ငါချက်ကိုစဉ်းစားပြည့်စဉ်းရင်သုံးသပ်ပေးခြင်းအဖြစ် ကိုယ်ဘွာလမ်းမမော်ရောက်လာနိုင်ပါတယ်